အပိုင်းဆိုင်ရှိမှာတော့ခရိုင်းရဲ့အကူအညီနဲ့လူဖီတို့လိုရှိနေတဲ့ဒေမော့အစ်တစ်ကိုရရှိသွားပြီးဥဆုပ်ကလည်းအဖွဲ့ရဲကိုပါဝင်လာနိုင်ခဲ့ပါပြီ။အရင်ကတည်းကဘေးလန်တမျှဖြစ်ဖို့အိမ်မက်မက်နေရတဲ့ဥဆုပ်အတွက်လူဖီတို့နဲ့တဖွဲ့တည်းဖြစ်ရတာမဟာကန်ဒူးရှင်ဖြစ်ရတယ်လို့ပါပဲ။အခုလည်းအရန်တက်ကြွနေတဲ့ဥဆုပ်ကသူ့ရဲ့အကြံတိုင်းဘေးလန်တမျှတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်နေပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတောင်ရမ်းချေတဲ့အဖွဲ့မှာရောက်နေတာမို့အကုန်လုံးကဥဆုပ်ကိုဂရုမစိုက်ဘဲလှုပ်ချင်ရဖို့သာလုပ်နေခဲ့ပါတယ်။ဥဇုပ်ကသူ့ရဲ့အဖွဲ့သားတွေကိုသူ့စီအတန်းရှင်းပေးဖို့တောင်းဆိုနေပေမဲ့ဘယ်သူကမှတော့တုတ်တုတ်မလုပ်ပါဘူး အဲ့ဒီအချိန်မှာပဲလူဖီကသူ့ရဲ့ဆွဲထားတဲ့ပင်လယ်ဓားအမှတ်အသားကိုထုတ်ပြပါရီပုံပြပန်းပြဖြစ်နေတဲ့အမှတ်အသားကြောင့်အားလုံးကဘာမှမပြောနိုင်အောင်ဆုံးအောင်ကြပါရီလူဖီကတော့အဖွဲဝင်လေးယောက်ဖြစ်နေတဲ့အတွက်သူတို့ရဲ့အဖွဲရဲ့အမှတ်အသားတစ်ခုကတော့ရှိဖို့သင့်ပြီနော်လို့ပြောလိုက်ပါရီဇိုရိုကတော့ပင်လယ်ဓားအဖွဲတစ်ခုရဲ့အမှတ်အသားဆိုတော့ကတေမင်းရဲ့အမှတ်စိတ်လူမျိုးလို့တော့တတ်မှတ်နိုင်တဲ့အထိကြောက်ရွံ့စရာကောင်းနေရမယ်လို့ပြောပါရီလူဖီကသူ့ရဲ့ပုံကလမ်းရင်လာလို့ထပ်ပြီးမေးတဲ့အခါနာမီက နင်းမုံကိုကြည့်ပြီးကြောက်တော့ကြောက်မိပါရယ်ဒါပေမဲ့အလန်တော့မဟုတ်ဘူးနင်းရဲ့အရေးချင်းနဲ့ပါရမီကိုလို့ဆိုပြီးဒဲကြီးနှိမ်လိုက်ပါရယ်ဥစုပ်ကပကြီးပညာမှာသူကတစ်ဖက်ကန်းခတ်တော်တော်မလို့ငါ့ကိုမမေ့ထားကြနဲ့လေလို့ပြောတဲ့အခါဂျန်နဲ့၃ယောက်လုံးကဥစုပ်ကိုဝိုင်းကြည့်ကြပါရယ်ငါကနင်းရံပေါ်မှာနှင်း90လုံးလုံးပုံနေရှောက်ဆွဲနေတာကွပုံဆွဲတာနဲ့ပတ်သက်ရင်ငါ့မှာသူမတူအောင်ထူးချွန်တဲ့အရေးချင်းရှိတယ်လို့အကြွားတန်တန်ကြီးပြောလိုက်ပါရယ်ဦးစပြောတာကိုမယုံတဲ့နာမီကနင်းဟာအနှစ်90ဆိုရင်အဖိုးကြီးဖြစ်နေတော့မှာပဲနင်းမမြင်း9ယောက်6ယောက်လောက်တော့မှရှိလောက်မယ်ထင်တယ်ဆိုပြီးလောက်ပါရီ ဒါကိုမကျေနပ်တဲ့ဥဆုပ်ကလူဖီလက်ထဲကအလံပေါ်မှာသူ့ရဲ့လက်ရာအတိုင်းပုံတပုံကိုဆွဲချလိုက်ပါရီဒါပေမဲ့သူဆွဲတဲ့ပုံကဥဆုပ်ပင်နဲ့တမအဖွဲရဲ့အမှတ်အသားကိုဆွဲလိုက်တာကြောင့်လူဖီကဘာကိစားနဲ့မင်းပုံဆွဲတာလဲမင်းပုံနဲ့အလံလုံးမယ်လို့ဘသူပြောခဲ့လဲဆိုပြီးပုံဝင်သစ်ပြင်ဆွဲခိုင်းပါရီခုနကလူဖီဆွဲတဲ့ပုံကိုဥဆုပ်ကပြန်ပြင်ဆွဲလိုက်တဲ့အခါကောက်ရုပ်ထုတ်ပါရီအယူကောင်းရုပ်ကြီးနဲ့အတူသူတို့ရဲ့အမှတ်အသားအလံကြီးကခန့်ခန့်ညာညာကြီးပေါ်လာပါရီဥဆုပ်ရဲ့ပုံကအရန်လန်းနေတာကြောင့်လူဖီကသဘောကျသွားပြီးရွက်ပြင်ကြီးအပေါ်မှာပါဆွဲပေးဖို့တောင်းဆိုလိုက်ပါရီ အလန်ကိစ္စလည်းပြီးသွားပြီမလို့အားလုံးကစိတ်အေးနေတဲ့အချိန်မှာဝုန်းကနေဆိုပြီးအတန်ကြီးတစ်ခုကြားလိုက်ရပါတယ်။သူတို့ထေချာကြည့်လိုက်တဲ့အခါမှာအဲ့ဒီနေရာကကျွန်းကြီးတစ်ကျွန်းဖြစ်နေတာကိုသိလိုက်ရပါတယ်။လူဗီကအန်နီယာရှိတဲ့နေရာဖြစ်မယ်ထင်တယ်လို့ခန့်မှန်းမိပေမဲ့နာမီကမှန်မလူနဲ့ထေချာကြည့်ပြီးညင်းဆိုခဲ့ပါတယ်။မြေပုံကိုလွတ်ရအောင်ကြည့်နေတဲ့နာမီကဒီနေရာကဒန်နာယီလာယရနာကျွန်းဆိုတာကိုပြောပြပါတယ်။ဥဆုပ်ကဒန်နာယီလာယရနာကျွန်းဆိုတာသူကြားမှုတဲ့ကျွန်းလားလို့နာမီကိုမေးပါတယ်။ဒီရနာကျုံကပင်လယ်ရမရီရဲ့ပါဇက်ဖြားမှာအရန်နာမည်ကြီးတာမို့လို့ဥဆုပ်ကြောက်ရတဲ့ကျုံမဲ့လို့ပြောပြခဲ့ပါရီ ဲ့ဒါအပြင်ဂျွန်းမကြောက်စရာကောင်းတဲ့ကောလာဟာလာတစ်ခုရှိပါသေးတယ်။အဲ့ဒါကဒီဂျွန်းတော်ကိုကတ်တဲ့ဘသူ့ကိုမစိုးနတ်ဖျားကဒေါသထွက်ပြီးကန်ဆိုးမှုတွေကိုပေးပါလိမ့်။နာမီပြောပြပြချင်းမှာပဲသူတို့စီးနေလာတဲ့ဒင်မော်ကြီးကမိုးကြိုးတံမိသွားပါလိမ့်။အဲ့ဒါအပြင်ချက်ချင်းပဲလေမုန်တိုင်းနေတိုက်လာတာကြောင့်နတ်ဖျားတွေကတကယ်ဒေါသထွက်နေပြီဆိုပြီးဥစုပ်ကကြောက်နေပါပြီ။လူဗီနဲ့နာမီကတော့ပင်လယ်ထမင်းပေါ်မှာဒီလိုစွန်စားကန်းတွေကရှိတဲ့နယ်ဆိုပြီးဂျွန်းမကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါလိမ့်။ဒဏ်ရာရဲကွက်ပြီးမိနေတဲ့မုံတိုင်းကြီးကိုကြော့ဖြတ်ပြီးတဲ့နောက်မှာဒဏ္ဍာရီတွေကယရနာကျွန်းကြီးဘော်ကိုရောက်လာကြပါသေးတယ် ကျုံးပေါ်မှာအသားစားအပင်နေပြင်အခြားထူးဆန်းတဲ့တတ္တဝါတွေအများကြီးကိုတွေ့ကြရပါတယ်။နာမီကဒီကျုံးပေါ်ကိုရောက်တဲ့ပင်လယ်ဓားများအဖွဲ့တိုင်းကကျုံးပေါ်မှာပြန်လည်းမရှိဘဲတည်ဆုံရတယ်လို့ပြောပြပါတယ်။အဲ့ဒါပြင်သူတို့တည်ဆုံးမှုကလည်းအရန်ထူဆန်းပြီးလူစင်စစ်ကနေဝက်ကောင်းပြောင်းသွားတာတို့မုတ်စိတ်ကအသက်ဝင်လာတာတို့တွေဖြစ်ကြတယ်လို့ဆက်ပြောပါရယ်လူဗီကဒါရီကမဖြစ်နိုင်တဲ့ပုံမြင်နေပါလို့ပြောနေတဲ့အချိန်သူတို့ရဲ့နောက်မှာရောက်လာခဲ့တဲ့မျက်လုံးတွေအများကြီးကိုတော့မမြင်နိုင်ခဲ့ပါဘူးဥဇုပ်ကသူ့အပေါ်ကြလာတဲ့ရေစက်တွေကြောင့်လန့်နေတဲ့အချိန်သူ့ရဲ့ဘီနာကထူဆန်းတဲ့တတ်တော်တွေကိုတွေ့လိုက်ရပါရယ် အဲ့ဒီအချိန်ဘေးနောက်ကနေသူတို့ကိုရောက်ရရက်ကလှည့်ပြန်မှုအမိန်ပေးနေတဲ့အတန်နဲ့ကြီးတစ်ခုကိုကြားရပါတယ်။ဒီအတန်ရဲ့ပိုင်ရှင်ကသူ့ကိုသူဒီဂျုံကိုစောင်းရှောက်နေတဲ့နတ်ဖျားပါလို့ပြောနေပါသေးတယ်။သူကမင်းတို့ရဲ့အတက်ကိုနှမျောရင်ဒီနေရာကနေအခုချက်ချင်းထွက်သွားလိုက်တော့မင်းတို့ကောင်တွေကလည်းပင်လယ်ဓားတွေပဲမှတ်လားဆိုပြီးမေးလိုက်ပါတယ်။နာမီနဲ့လူဖီကတော့အဲ့ဒီစောင်းရှောက်ရေးနတ်ဆိုတာကြီးကိုတကယ်မယုံနိုင်သေးတာမို့ဟုတ်ရောဟုတ်ရဲ့လားဆိုပြီးဝေဖန်လေးကန်နေပါတယ်။ ။နတ်ဖျားဆိုတဲ့သူကတော့နောက်ထပ်မင်းတို့ကောင်းနေတောအုပ်ထဲကိုခြေတလန်းတိုးရရင်တိုးကြည့်မင်းတို့ဘက်ကရှေ့ဆက်တိုးပြီဆိုတာနဲ့ငါရဲ့ကြောက်ဖို့ကောင်းတဲ့အပြစ်ဒဏ်တွေကိုမင်းတို့ခံစားစီရမယ်လို့ချိန်ချောက်လိုက်ပါရီ။လူဗီကဒီလိုစကားတွေကတကယ်ဦးကြောင်ကြောင်နိုင်လိုက်တာလို့အပြစ်တင်လိုက်တဲ့အခါနတ်ဖျားကသူဖန်ဆင်းထားတဲ့တောက်ကျူးနဲ့ကောင်းတွေကိုပြလိုက်ပါရီ။တကယ်တော့ဒီလိုထူးဆန်းတဲ့တပ်တော်တွေကကျုံးပေါ်မှာရတနာလာရှာတဲ့ပင်လယ်ဓားများတွေပဲဖြစ်ပါရီ။ဥဇုပ်ကနတ်ဖျားကိုနတ်ဖျားလို့သဘောထားပြီးယိုသေးကိုင်းဆိုင်နေပေမဲ့လူဖီကချင်းသေးတူဝတ်တူတကောင်ကိုကောက်ကင်လိုက်ပါရီ။ အဲဒီကောင်ကလူဖီကိုကိုက်လိုက်ပေမဲ့ရာဝါလူသားဖြစ်တဲ့လူဖီကတော့မဖြုံပါဘူး။ဒါကိုမြင်တဲ့နတ်ဖျားကလူဖီကိုမင်းကဘာကောင်လဲလို့မေးတဲ့အခါလူဖီကလည်းသူ့ရဲ့ဗီဇာအတိုင်းသူကနတ်ဆိုးတစ်တီးစားမိပြီးရာဝါလူသားဖြစ်သွားတယ်သူလို့ပြောပြပါရည်။နတ်ဖျားကသူ့ရဲ့ပင်လယ်တပြားဘဝတွေမှာနတ်ဆိုးတစ်တီးကိုကြားပဲကြားဖူးခဲ့ပြီးမမြင်ဘူးလို့ပြောမိတဲ့အခါနာမီကမင်းကပင်လယ်တပြားပဲမှလားဘာလို့နတ်ဖျားလို့လိန်နေခဲ့တာလဲလို့အပြစ်တင်ပါရည်။အမန်ဘောဂာနီနီဖြစ်သွားတဲ့နတ်ဖျားကသူ့ချိုးတင်ပြင်ဆင်ထားတဲ့လက်နက်တွေနဲ့လူဖီရိုကိုစာပြီးတိုက်ခိုက်ပါလေ လူဗီကထောင်ချောက်တွေကိုရှောင်တဲ့ရင်နတ်ဖျားရဲ့ဒီနေရာကိုရှာတွေ့သွားပါရီနတ်ဖျားကလူဗီကိုသူ့ရဲ့ကိုပိုင်တန်းနဲ့ပြစ်လိုက်ပေမဲ့လူဗီကမတည်ခဲ့ပါဘူးပြီးတော့ထွက်ပြေးသွားတဲ့နတ်ဖျားကိုလည်းသူ့ရဲ့ရာဘာလက်တန်အရှိကြီးနဲ့မလွတ်အောင်မိဖမ်းလိုက်ပါရီလူဗီရဲ့လက်ထဲမှာမိသွားတဲ့နတ်ဖျားကအလွန်ထူးဆန်းတဲ့ပုံစံရှိတဲ့တစ်တာလူသားတစ်ယောက်ပဲဖြစ်နေပါရီခုနကတော့နတ်ဖျားဆိုပြီးအသေးတန်ကိုယ်ွယ်နေတဲ့ဥဆုပ်ကအခုတော့ဖနက်တိုက်တဲ့ဘရက်နဲ့တူရဲဆိုပြီးဝေဖန်နေပါရီနတ်ဖျားကသူ့ရဲ့ပုံတံမှာစိတ်ဝင်စားနေတဲ့အဖွဲ့ချာကနေနောက်တစ်ချိန်ထပ်ပြီးပြပြန်ပါရီ အားလုံးကဒီနတ်ဖျားဆိုတဲ့လူကိုအထူးဆန်းဖြစ်ထိုင်ကြည့်နေကြပြီလူဖီကခမ ्या ကတစ်တာရဲ့သားလားဆိုပြီးပေါက်ကရမိကုန်းကိုမေးလိုက်ပါရီတကယ်တော့နတ်ဖျားကတစ်တာရဲ့မှာအနည်း20လုံးလုံးပိတ်မိနေခဲ့ပြီသူ့နာမည်ကဂိုင်းမွန်လို့ပြောလိုက်ပါရီဥစုပ်ကအနည်း20လုံးလုံးဒီလိုပုံစံနဲ့နေနေရတယ်ဆိုတာတိတ်ပြီးအိဗယ်မရှိဘူးလို့ပြောနေခဲ့ပါရီအဲ့ဒီအချိန်အိပ်ပျော်နေတဲ့ဇိုရိုကနိုးလာပြီးသူရဲ့ဘေးကိုရောက်လာပါရီဒါပေမဲ့ဂိုင်းမွန်ကိုမမြင်ပဲရေကိုအေးအေးဆေးဆေးတောက်နေပြီးတော့ ဒူးဆန်းတဲ့ပုံစံနဲ့ဂိုင်းမွန်ကိုမင်းကတစ်တာရဲ့သားလားဆိုပြီးပေါက်ကရမေကွန်ကိုလူဖီနဲ့တပုံစံနဲ့မိလိုက်ပါရီဂိုင်းမွန်ကတော့သူ့ရဲ့ဘဝမှာဒီလိုပေါက်ကရမေကွန်ကိုစင်တူနဲ့ချင်းပြန်ချားရမယ်လို့မထင်မိဘူးလို့ပြောကလူဖီကသူဟာတနေ့မှာပင်လယ်ထမင်းပြင်ဖြစ်မဲ့သူလို့ပြောပြီး One Piece ကိုရအောင်ရှာမယ်လို့ပြောပြခဲ့ပါရီလူဖီတို့ကလည်းတကယ်ဝင်းမဝါလို့ပြောပြီးသူတို့တွေခိုးယူလာတဲ့ Grand Line မြေပုံကိုပြလိုက်ပါရီဂိုင်းမွန်ကစီနီယာပင်လယ်ထမင်းပြပြီး Grand Line ဆိုတော့ကကြောက်စရာရီနဲ့ပြည့်နေတဲ့နေရာဖြစ်ပြီး One Piece ဆိုတော့ကတကယ်ရှိလားမရှိဘူးလားဆိုတာတော့မသေချာဘူးလို့ပြောပြပါရီ ကြီးကျယ်မြင့်မြတ်တဲ့ပင်လယ်ဓားများခေတ်ကြီးစတင်ခဲ့တာတော့မှ One Piece ဆိုတာကဒဏ္ဍာရီအဖြစ်သာရှိနေသေးတယ်လို့ထပ်ရှင်းပြပါရီ။နာမည်ကတော့သူတို့အဖွဲ့က Grand Line ကိုဝင်ပြမယ်ဆိုရင်တော့ရတနာတွေကိုယူပြီးပြန်ထွက်နိုင်အောင်ထွက်မယ်လို့ပြောပြပါရီ။ဒါပေမဲ့လူဖီကတော့သူက One Piece ကိုရောင်းယူမယ်လို့ယုံကြည်မှုရှိကြောင်းပြောပြလိုက်တာကြောင့်ဂိုင်းမွန်ကလူဖီဟာသူနဲ့တူနေတာပဲလို့တန်အန်တော်ပြောလိုက်ပါတယ်။တကယ်တော့ဂိုင်းမွန်ဟာလွန်ခဲ့တဲ့နှစ်20ကတကယ်ကိုပင်လယ်ဓားပေါက်စာလေးတကောင်မှာသူရဲ့ပင်လယ်ဓားအဖွဲ့ကြီးက One Piece ကိုရှာရင်ဒီကျုံးကိုရောက်ရှိလာခဲ့ပါတယ်။ ဒီကျွန်းကြီးကဒဏ္ဍာရီလာရတနာကျွန်းလို့တမဟုတ်ကြပေမဲ့တကျွန်းလုံးမှာတိတာအခွန်အလွတ်ပဲရှိတာကြောင့်ကပတိန်ကစိတ်ဆိုးနေပါပြီအဲဒါကြောင့်နောက်ကျောင်းပြန်လှည့်ဖို့အတွက်လုပ်နေကြတော့မှဂိုင်းမွန်ကတောင်းတလုံးကိုစိတ်ဝင်စားသွားပါတယ်စီနီယာသမီးတွေကအတင်းမထွက်တော့မှမလို့ဂိုင်းမွန်ကိုဝေးမနေဖို့တတိပေးပါတယ်ဂိုင်းမွန်ကပြောစကားနားမထောင်ပေတိုင်မိုကိုတက်ကြည့်လိုက်တဲ့အခါမှာရတနာရီအပြည့်နဲ့တိတာ၆လုံးကိုတွေ့ခဲ့ပါတယ်ဂိုင်းမွန်ကအန်အော်ပီအောက်ကိုပြုတ်ကျသွားတဲ့အခါသူ့ရဲ့ခြေထောက်တွေကဂူနာကတိတာအဟောင်းကြီးထဲမှာဝင်ပြီးညက်သွားပါတယ်။အဲ့ဒါပြင်သူ့ရဲ့အဖွဲ့သားတွေကလည်းသူ့ကိုမဆောင်မင်းဂျွန်းကြီးကနေထွက်ခွာသွားပါတယ်။ ။ဒီရောက်ထဲကြံခဲ့တဲ့ခိုင်းမုံကတိတ္တရီကနေထွက်ဖို့ထက်တောင်ပေါ်ကိုတက်ပြီးရန်နာကိုယူဖို့အားတန်နေပါရည်။ဒါပေမဲ့အနည်း20လုံးလုံးစူးစမ်းပြီးတက်တာတော့တောင်ပေါ်ကိုမရောက်ခဲ့တာမို့သူဟာရောက်လာသမျှပင်လယ်သမျှတွေကိုဒေါကောင်နေအကူညီနဲ့၆လမ်းလွတ်ပါရည်။အခုတော့လူဖီကသူ့ဆွဲနဲ့အတူခိုင်းမုံရဲ့ရန်နာတိတ္တရီကိုယူပေးဖို့အတွက်သဘောတူလိုက်ပါရည်။နာမည်ကလည်းဒါကဂိုင်းမွန်အတွက်မျှော်လင့်ချက်ကြီးဖြစ်တာမို့လို့ယရနာဆုံငန်းငန်းတက်နေပေမဲ့ဒီတစ်ခါသူကိုယ်တိုင်မခိုးပါဘူးလို့ကြေညာပေးပါရီအားလုံးရဲ့သဘောတူညီမှုကိုရတဲ့အခါလူဖီကလည်းတောင်းမဟုတ်ခုန်တက်သွားပါသည် အိမ်နောက်တောင်ပေါ်မှာခနားပြောက်သွားပြီးတိတတာတလုံးကိုပိုက်ကအေးဆက်ဆက်မျက်နှာနဲ့ပြန်ပေါ်လာပါသည်။ဥဆုပ်ကယရနာတိတာကိုအောက်ကိုချပေးဖို့တောင်းဆိုပေမဲ့လူဖီကတော့ချမပေးနိုင်ဘူးလို့ညင်ပါသည်။ဥဆုပ်ကတော့ဒီယရနာတွေဟာဂိုင်းမွန်ဟာဖြစ်တာကြောင့်လောဘတက်မနေပဲပေးလိုက်ဖို့သာတိုက်တွန်းနေပါသည်။လူဖီကတော့အတွင်တွင်ညင်းဆန်နေရကြောင်းအားလုံးကစိတ်ဆိုးနေပါပြီ။ဒါပေမဲ့ဂိုင်းမွန်ကတော့လူဖီရဲ့ပုံစံအရသူစောင်းရှောက်နေတဲ့ယရနာတိတာတွေကအလွတ်ကြီးဆိုတာသဘောပေါက်လိုက်ပါသည်။လူဖီကဂိုင်းမွန်စိတ်ဆင်းရဲမှဆိုတာကြောင့်မပြောဘဲနေကတတ်တတ်ကြီးလိန်ညာလိုက်တာပါ။ လူဗီကရန္တနာတစ်တာတွေကိုထပ်ပြီးမဆောင်လျှောက်တော့ဘဲသူတို့နဲ့အတူတူပင်လယ်များလှုပ်ပြီး One Piece ကိုအတူတူရှာကြရအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့လူဗီရဲ့ကမ်းလှမ်းချက်ကိုဂိုင်းမုံကညှင်းဆန်လိုက်ပါတယ်။ရန္တနာတွေမရှိတော့ပေမဲ့သူကဒီကျွန်းကြီးရဲ့နတ်ဘုရားဖြစ်တော်မူတည်တဲ့အထိဒီကျွန်းမောင်မောင်ရဲ့နေကသူ့ရဲ့ထူးဆန်းတဲ့တတ်တော်လေးတွေကိုပဲဆောင်လျှောက်တော့မယ်လို့ပြောပါတယ်။ဂိုင်းမုံရဲ့ဆုံးဖြတ်ချက်ကိုသိပြီးတဲ့နောက်မှာအားလုံးက Grand Line စီကိုရွက်လွှင့်ဖို့အတွက်ဂိုင်းမုံကိုနှုတ်ဆက်ကရတနာကျုံးကနေထွက်ခွာခဲ့ပါတယ်။